မင်္ဂလာပါဒီနေ့စောင်းတေရိုက်တဲ့အခါမှာအတော့ဝင်နဲ့ပုံဆွဲနီးလေးတွေပေါ့နော်ပုံဆွဲနီးအခြေခံလေးတွေကိုရှင်းပြပေးမှာပါပထမဦးဆုံး insert တဲ့အခါ shape တဲ့အခါ ဒီမှာသူ့မှာ original ပေးထားတဲ့ပုံလေးတွေအများကြီးရှိပါတယ်။ဒီထဲက smile ပုံလေးတစ်ခုကိုဆွဲကြည့်ပါမယ်။ဒီတိုင်းဆွဲမယ်ဆိုရင် ပုံလေးဟာရှည်နေတာတွေပြားနေတာတွေဖြစ်တတ်တယ်။ဒါလေးကိုဝိုင်းဝိုင်းလေးနဲ့လှက်လာလေးဖြစ်အောင် keyboard ပေါ်က shift key လေးကိုဖြည့်ပြီးတော့ဆွဲလိုက်ပါမယ်။ပုံလေးဆွဲပြီးပြီဆိုရင်ကျမတို့ အပြင်မှာကလစ်ချကြည့်ရင်အပေါ်က tab တွေက view နဲ့ဆုံးသွားပါတယ်။ပုံလေးကိုကလစ်နှိပ်လိုက်တဲ့အချိန်မှာ view ရဲ့ဘေးမှာ format ဆိုတဲ့တက်ကလေးတစ်ခုပေါ်လာပါတယ်။ဒီ format ထဲဝင်ပြီးတော့ကျွန်တော်တို့ပုံလေးတွေကို color တွေ change လုပ်ရတယ်။ဒါကတော့သူသတ်မှတ်ထားတဲ့ color လေးတွေပါ။သူပေးထားတာပေါ့နော်။ပြင်ပြီးသား color တွေယူသုံးမယ်ဆိုရင်လည်းရပါတယ်။ဒါမှမဟုတ်ရင်ကိုယ့်ဖာသာကိုကိုယ်တိုင်ပြင်နေတယ်ဆိုရင် shape fill Sheffield ဆိုတာကပုံရဲ့ဒီအတွင်းကအယောင်လေးပါခုကျွန်မကခဲဖြောဖြောလေးထားကြည့်လိုက်မယ်ပြီးရင်ဘေးနားကဘောင်လေးတွေရှိပါသေးတယ်အနီးကပ်လေးကြည့်ကြည့်ပါမယ်ဒီပေါင်လေးတွေကိုထူချင်တဲ့ color ချိန်ညံ့နေဆိုရင် shade outline နဲ့သုံးပြီးတော့ပြောင်းရပါတယ်။ shade outline မှာကိုက black color ရွေးတယ်ဆိုရင် outline color ကအနက်ရောင်လေးဖြစ်သွားမယ်။ red color ဆိုရင်နီယောင်လေး green ဆိုရင်လည်းအဆိုင်ရောင်အပြာရောင်ကိုကြိုက်တဲ့အရောင်ပေးလို့ရပါတယ်ကျွန်မကနက်ပြလေးထားလိုက်ပါမယ် shape outline ဆိုတာကဒီ line လေးတွေကို ပြုပြင်ဖို့အတွက်သုံးတဲ့နေရာလေးပါနော် color ချိန်မယ်တကယ်လို့ outline ကိုဖျောက်ချင်တယ်ဆိုရင် no outline ကိုရွှေလိုက်ပါမယ်ဒီ color တွေပေးထားတာကိုကမကြိုက်ဘူးဆိုရင် မော်အွန်လိုင်းကာလာကိုရွေးပြီးတော့ကိုကြိုက်တဲ့ကာလာလေးပြောင်းလို့ရပါတယ်။ဒါကိုကြိုက်တဲ့ကာလာပဲကာလာပဲဖြစ်ဖြစ်ရွေးလို့ရပါတယ်။အစ်တဖြစ်မဲ့ကာလာလေးဟာဒါလေးပါ။ဒါလေးပြီးပြီဆိုရင်โอเคနှိပ်ကြည့်မယ်။ဒါဆိုရင်သူကခလာလေးပြောင်းသွားပြီ။ခလာပြီးတော့ပါရှိသေးလဲ။ weight ဝိတ်ဆိုတာကအောက်လိုင်းရဲ့အထူးအပားရွေးရတာပါ။ကဲဒီမှာကိုထူးကျင်နေဆိုရင် ထူးကျင်သလောက်ရွေးလို့ရပါတယ်။နောက်ထပ်အောက်လိုင်းမှာမရှိသေးလဲဆိုတော့ dash style မှာဒီမှာအဆက်ပြောင်းလေးတွေလိုချင်တာလားဒါမှမဟုတ် dotted လေးတွေလိုချင်တာလားကဲကိုကြိုက်တဲ့ပုံစံလေးကိုရွေးလို့ရပါတယ်။နောက်တစ်ခုက weight ကိုပြန် short ကြည့်မယ်။နည်းနည်းလေးပါတာ။ ကဲကိုလိုတဲ့အနေထားလောက်ကိုရွှေလိုက်ပါမယ်နောက်ထပ်တစ်ခုကျွန်မလိုင်းလေးတစ်ခုဆွဲပါမယ်လိုင်းဆွဲတဲ့အခါမှာဘေးတိုင်းဆွဲမလားဒေါင်လိုက်ဆွဲမလားမြင်းဆောင်လေးဆွဲမလားကို့သဘောပါကဲကိုကမြင်းဝင်အဖြောက်အတိုင်းလိုချင်တယ်ဆိုရင် ship key လေးကိုဖိပြီးတော့ဆွဲပေးရပါမယ်ကီးဘုံနှိပ်ပြီးရင်ကျမတို့ဘာလုပ်မလဲ။ Aero style လေးတွေထည့်လို့ရပါတယ်။ အဲရိုဒီဇိုင်းလေးတွေကိုကြိုက်တဲ့ဒီဇိုင်းတွေရွေးလို့ရပါတယ်။ဝိတ်ကိုလည်းဒီမှာရွေးလို့ရပါတယ်။ဝိတ်ရွေးလိုက်မယ်။ပြီးရင်အဲရိုဒီဇိုင်းလေးတွေရွေးကြည့်ပါမယ်။ကဲဒီကောင်လေးကိုကျမတို့လှဲ့မယ်။ဒီလိုလေးလှဲ့လို့ရပါတယ်။မြင်းဖြောင်းအမှတ်တိုင်းလိုချင်တယ်ဆိုရင် shift key လေးကိုဖိလိုက်ပါ။ဒါဆိုရင် မြင်းဖြောင်းမမတ်လေးရပါမယ်။ နောက်ထပ်ပုံလေးတွေ copy ကူးချင်တယ်ဆိုရင်ကူးချင်တဲ့ပုံလေးကို click နှိပ်လိုက်မယ် copy မကူးခင်ကျွန်မက shape ပြင် style လေးကို normal လေးပြန်ထားလိုက်မယ်ပြီးသွားရင် copy ကူးပါမယ် right click right click copy ကိုနှိပ်မယ်ပြီးသွားရင်ပြင်ဘက်မှာ right click paste ကိုနှိပ်ပါမယ်ဒါမှမဟုတ်ရင် ကီးဘုတ်ပေါ်က control key နဲ့ C နဲ့တွဲနှိပ်ပြီးတော့ control key နဲ့ V နဲ့ကိုနှိပ်လိုက်ရင်လည်း copy ကူးတာပါပဲ။ကဲဒါဆိုရင် ပုံလေးတွေရပါပြီ။ပုံရပြီဆိုရင် ပုံကိုဒါလေးရပြုံးနေတဲ့ပုံ၊မဲတဲ့ပုံလေးလိုချင်တယ်ဆိုရင်ဒီနားလေးရအဝါလေးကိုပုံဆွဲတင်လိုက်ပါ။ဒါဆိုရင်ပါဇက်လေးပုတ်တဲ့ပုံ ဖြစ်သွားပါပြီ။ ပုံကိုလှည့်ခြင်းနဲ့ဆိုရင်ကျမတို့ထရီဂန်လေးတစ်ခုလောက်ဆွဲကြည့်ပါမယ်။ပုံလှည့်တာလေးလာဖို့အတွက်ပါ။ shift လေးဖိပြီးတော့ဆွဲလိုက်မယ်။ပြီးရင်ထရီဂန်ကိုလှည့်ခြင်းနဲ့ဆိုရင်ကျမတို့ဒီနားလေးကနေပြီးတော့ဒီကောင်လေးနဲ့ဆွဲပြီးတော့လှည့်လိုက်မယ်။မမတ်လေးလိုချင်တဲ့ဆိုရင် shift key ကိုဖိပြီးတော့လှည့်လိုက်ပါမယ်။ ကဲဒီအဝါလေးကဘာလုံးလို့ရတာလဲကျမတို့ကြည့်ကြည့်မယ်အဝါလေးနဲ့ကျမတို့ဓောက်ပုံလေးတွေပြောင်းလို့ရပါတယ်ကဲကျမကပြန်ပြီးတော့မတ်လိုက်ပါမယ်ရှစ်ဖြီးပြီးတော့ကဲဒီအဝါလေးကိုအဝါလေးကိုတိတိကျကျထိပြီးတော့ကဲအလဲမပြန်ထားမလားညာဘက်ကိုပြောင်းမလားဒါတော့ကိုနှစ်သက်တယ်လို့လုံးလို့ရပါတယ် ထောက်မှန်အတိုင်းပဲရပါတယ်နော်နောက်ထပ်ဗာလေးရှိသေးလဲဆိုတော့ကြည့်ကြည့်ရအောင် shape ထဲကကျမတို့ဒီလိုမြင်းကွေးလေးဆိုရင်ထရိကန်ရဲ့ဓာတ်တွေအတွက် သုံးပါတယ်မြင်သာအောင်လို့ကျမကဒီပုံလေးကို white color လေးယူလိုက်ပါမယ်နော်ကဲဒီလိုကလစ်ချလိုက်ရင်ဒီလိုတန်းပြီးတော့ပေါ်တယ်ကိုကလှည့်လိုက်လို့ရပါတယ် အဲ့မှာဒရိကန်ရဲ့ဓာတ်လေးအဖြစ်ထည့်လို့ရပါတယ်ကပီးရင်ခါလာလေးသွားပြီးတော့ချိန်လိုက်ပါမယ်ကဲဒါမျိုးဆိုရင်ကျမတို့ဓာတ်ဓာတ်ထည့်လို့ရတာပါနော်ပြေုံထွက်နေတယ်ဆိုရင်ဒီအဝါလေးကိုဖိပြီးတော့အထက်ဘက်ကိုပြန်ထည့်လိုက်ပါမယ်နောက်ထပ်တစ်ပုံ ထပ်ပြီးတော့ဆွဲပြပါမယ် insert ထဲက shape ထဲက ကျမကဒီပုံလေးကိုဆွဲလိုက်ပါမယ်။ဆွဲပြီးတော့ color လေးကိုချိန်မယ်။ပြီးရင်ခုနကတော့မြင်းကွေးလေးကိုဆွဲပြပါမယ်။မြင်းကွေးလေးကိုပြင်မှာပဲ click ချပြီးတော့ကျမတို့ယူလာပြီးတော့လှည့်လို့ရပါတယ်။ကိုလိုချင်တဲ့နေထားလေးမှာထားလိုက်ပါမယ်။ကဲဒါဆိုရင်ကျမတို့ တောင်းမှန်တရိကံလေးကိုထောင်းထည့်လိုက်တာပါထောက်ထည့်ပြီးရင်ဒီထဲမှာကျမတို့ degree တွေပါတယ်ထည့်ချင်လဲဆိုရင် insert ထဲက shape ထဲက task box လေးကိုခေါ်ပြီးတော့ထည့်လို့ရပါတယ် task box ခေါ်ပြီးတော့ထည့်တဲ့အခါမှာကျမတို့ခု90 degree ထည့်မယ်90 degree degree ကိုလိုချင်ရင် insert ထဲက degree လေးကိုခေါ်လို့ရပါတယ် ပြီးသွားရင်ဒီထဲက၄ထောင်ပေါင်လေးကိုဖြုတ်ရမှာပါ၄ထောင်ပေါင်ဖြုတ်မှာဆိုရင်ပေါင်လေးကိုကလစ်နှိပ်ပြီးတော့ format ထဲက shape fill ကို no fill လို့ထားပါမယ်တကယ်လို့မထားသေးဘူး shape page ကိုဒီတိုင်းပဲထားပြီးတော့ outline ကိုပဲ no outline ဖြုတ်ပြီးတော့ထားမယ်ဆိုရင်ဒီလိုထောင်ပုံလေးကိုကွယ်နေမှာပါ shape fill ကို no fill ထားလိုက်ရင် ထောက်ပုံလေးကိုမကွယ်တော့ပါဘူးအားလုံးပြီးပြီဆိုရင်ကိုဆွဲထားတဲ့ပုံလေးတွေကို group ဖွဲ့ပေးရပါမယ် group မဖွဲ့ဘူးဆိုရင်ဒီတိုင်းပဲရွှေ့လိုက်ရင်ထောက်နေ degree တွေကမပါလာတော့ပါဘူးဒါဆိုရင်ဒီ down man trigger လေးကို click မယ်ပြီးရင် shift key ကိုဖိပြီးတော့ဒီလိုထောက်ပုံလေးကို click မယ်ပြီးတော့ဒီ text box လေးကိုလည်း click လိုက်ပါမယ် သုံးခုဆွဲထားတာဖြစ်တဲ့အတွက်သုံးခုလုံးကိုဆက်လက်လုပ်ပြီးတော့ right ကလေးပြီးရင် group group ဖွဲ့လိုက်ပါမယ်။ဒါဆိုရင်ကိုထားခြင်းတဲ့နေရာကိုရွှေ့လို့ရပါပြီ။